အခုသတင်းပတ်အတွင်းမြောက်ကိုရီးယားရဲ့ဒုတိယမြောက်ဖြတ်သင်းမောရေချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပွားပြီးသင်းမောကိုထိခိုက်သွားခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကမေ22ရက်ကဖော်ပြခဲ့ပါဗျ။ဒီဖြစ်ရပ်ဟာရေတပ်ကိုအစင်းမြင့်တင်မောမှန်နေတဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်အတွက်စိတ်ပြက်စရာဖြစ်စေခဲ့ပါဗျ။ မြောက်ကိုရီးယားဟာစစ်ရေးနဲ့ဆက်နွယ်တဲ့အောင်မြင်မှုမရှိတဲ့ဖြစ်ရပ်တွေကိုဝန်ခံလို့မရှိပဲအခုလိုသင်းမောရေချမှုအောင်မြင်မှုမရှိတဲ့အကြောင်းအရာကိုထုတ်ဖော်ကြေညာတာဟာရေတပ်ရဲ့ခင်မီစီမံကိန်းတွေနဲ့ပတ်သက်ပြီးကင်မြက်အလေးထားမှုကိုပြသရာရောက်ခဲ့ကြောင်းလေးလာသူတွေကပြောပါရယ်မေ21ရက်ကချွန်ကျင်စိတ်ကမ်းမှာပြုလုပ်တဲ့အခမ်းအနားမှာအသစ်တိဆောက်ထားတဲ့တန်ငါးရောင်အလေးချိန်ရှိတဲ့ဖြတ်သင်းမောဟာအတင်အချပြုလုပ်တဲ့စင်ပေါ်ကနေ ဲ့ပိုင်းနဲ့ရှော့ချခဲ့ပြီးတင်မောရဲ့ဝမ်ပိုက်မှာအပေါက်ဖြစ်သွားခဲ့ကြောင်းနိုင်ငံပိုင် KCN နေသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ဒီလိုဖြစ်ပွားစေခဲ့တဲ့အကြောင်းရင်းထိခိုက်ပျက်စီးမှုအတိုင်းအတာနဲ့ဒဏ်ရာရသူရှိမရှိစတဲ့အချက်တွေကိုတော့ KCN နေကအသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဒီတင်မောရေချတဲ့အခမ်းအနားကိုတက်ရောက်ကြည့်ရှုတဲ့ဂင်ဟာဒီလိုကြီးလေးတဲ့မတော်တဆမှုအတွက်စစ်တဲ့အရာရှိတွေသိပ္ပံပညာရှင်တွေတမောချင်းတာဝန်ရှိသူတွေကိုအပြစ်တင်ခဲ့ပြီးပေါ်ရုံမှုတာဝန်မဲမှုနဲ့ ိပ်ပံနီမကြမှုတွေကြောင့်ဖြစ်ပွားခဲ့ရတဲ့ရာဇဝဲလုပ်ရဲလို့ပြောကြခဲ့ကြောင်း KCN တွေကထုတ်ပြန်ခဲ့ပါတယ်။ကင်မာဇွန်လကုန်ပိုင်းမှာအာနာယအလုသမားပါတီအစည်းအဝေးခေါ်မှဖြစ်ပြီး၎င်းတို့ရဲ့တာဝန်မဲတဲ့အမားရင်းတွေကိုကင်တွယ်ဖြည့်ရှင်းမယ်လို့သိရပါတယ်။ဒါကရှက်ဖို့ကောင်းပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ရမျိုးကိုထုတ်ပြန်ခဲ့တဲ့အကြောင်းပြချက်ကတော့မြောက်ကိုရီးယားဟာသူတို့ရဲ့ရေတပ်ကိုလှည့်မြန်စွာအစင်းမြင့်တင်မောမန်နေတဲ့အချက်ကိုပြသခြင်းနဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်လို့တောင်ကိုရီးယားရဲ့ဟန်ယန်တက္ကသိုလ်ကရေတပ်ကျွမ်းကျင်သူမွန်ကွန်ဆက်ကပြောပါတယ်။ မြောက်ကိုရီးယားအလို့သမားတွေဟာအခုလိုကြီးမားတဲ့စစ်သည်မော်တွေနဲ့အကြမ်းတဝင်မရှိတာကြောင့်သည်မော်ကိုရေထဲကိုအ мян ချဖို့အလို့တကြီးလှုံ့ဆော်ခဲ့တာဖြစ်နိုင်ကြောင်းမွန်ကပြောကြားခဲ့ပါတယ်။အခုထိခိုက်ခဲ့တဲ့သည်မော်ဟာမေ25ရက်ကထုတ်ဖော်ပြသခဲ့တဲ့မြောက်ကိုရီးယားရဲ့ပထမဆုံးဖြတ်သည်မော်နဲ့အမျိုးအစားအတူတူပဲဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောပါတယ်။